ပေးသမျှအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဂျေဆာသတင်းချန်နယ်မှာဒီကနေ့မတ်လ9ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုဆုံးဖြတ်ကြည့်ရှုနားဆင်ပေးဖို့မြေတားရက်ခံအပ်ပါတယ်ခင်ဗျာကိုရကပရမအူဆုံးနေတဲ့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့ပြည်ပရောက်မြန်မာများပြည်ရင်းသူပြန်လည်ဝင်ရောက်ခြင်းမရှိတာကြောင့်အခြေခံလုံတမားများအားလုံးပြည်ပသူဆေလို့မှုကန့်တတ်မရှိရပ်ဆိုင်ထားပြီးကျွမ်းကျင့်လုံသားနဲ့ဂျီတူဂျီအစီအစဉ်ရလုံတမားများကိုသာ စကောင်းစကားဆက်ဆက်ပြီးတော့ပြပထောက်ခွင့်ပြုနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ပြပရောက်မြန်မာများပြည်တွင်းတို့ပြန်လည်ဝင်ရောက်ခြင်းမရှိတော့တာကြောင့်အခြေခံလူထုမားများအားလုံးပြပတို့ကန့်တတ်မရှိရပ်ဆိုင်းထားလိုက်ပြီးကျွမ်းကျင်လုပ်သားနဲ့ဂျီတူဂျီအစီအစဉ်ရလူထုမားများကိုသာပြပထောက်ခွင့်ပြုနေတယ်လို့နေပြည်တော်လူထုမားဝန်ကြီးဌာနသတင်းရင်းမြစ်ကပြောဆိုပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလ14ရက်နေ့မှာစတင်ပြီးပြပတို့လူထုမားများဆယ်လုံးမှုများအားလုံးကိုယာယီရပ်ဆိုင်းခဲ့ကြောင်းထို့နောက်ကျွမ်းကျင်လူထုမားများနဲ့ ခြေတိုးကြီးအစည်းအဝေးရအလို့သမားများဆယ်လုံးမှုများကိုအလို့သမားဝင်ကြီးဌာနကစစ်စစ်ခွင့်ပြုပေးလျက်ရှိကြောင်းအခြေခံအလို့သမားများကိုပြည်ပသို့ဆယ်လုံးမှုကိုတော့ယာယီအားဖြင့်ရပ်ဆိုင်းထားကြောင်းအထူးသဖြင့်ပြည်ပသို့ထောက်ခွာရမှာဒေကကြားတဲ့ပြည်ပအလုံးကန်အလို့သမားတပ်တွေကကပြထုတ်ပေးမှုကိုအခြေခံအလို့သမားများအားလုံးတို့ယာယီအားဖြင့်ရပ်ဆိုင်းထားတယ်လို့သိရှိရပါတယ်အခု OWC ကကြွမ်းကျင်အလို့သမားတွေနဲ့ခြေတိုးကြီးအစိုးရစီစဉ်တဲ့ပြည်ပထွက်မဲ့အလို့သမားတွေကိုခွင့်ပြုပေးနေပါတယ်ပြည်ပကိုအခြေခံအလို့သမားတွေတွားရောက်ခွင့်နဲ့ OWC ကထုတ်ပေးမှုကိုတော့ခုချိန်ထိအကုန်ရပ်ဆိုင်းထားပါတယ် ဘယ်တော့ပြန်ဖွင့်မလဲဆိုတာကတော့နာခါစားထိပ်ပိုင်းကဆုံးဖြတ်မှာဖြစ်ပါတယ်။အခုလက်ရှိအထူးကပြဿနာဖြစ်နေတာကဘီပားရောက်မြန်မာတွေကခွန်ငွေနဲ့အပြေးအဝမဝင်သလိုဘီရင်းကိုဘီပားရောက်မြန်မာတွေပြန်လည်ဝင်ရောက်မှုကအင်မတန်ကိုမှနည်းနေပါတယ်။အဲ့ဒီနောက်ဆက်တွဲကအလုံတမရှားပါမှုနဲ့လူဆွမ်းအားရင်းမြစ်ဆုံးရှုံးမှုတွေဖြစ်နေပါတယ်။အခုလက်ရှိဖြစ်ပျက်နေတဲ့အခြေအနေတွေကနာခါစားဥက္ကဋ္ဌမင်းအောင်လိုင်ရဲ့ညွန်ကြားချက်နဲ့ညီဖြစ်နေတာပါလို့နေပြည်တော်အလုံတမဝန်ကြီးဌာနတရင်ရင်းမြစ်က ပြောဆိုပါတယ်။မင်းအောင်လိုင်ကပြီးခဲ့တဲ့ဇန်နဝါရီလ31ရက်နေ့မှာ ထိုင်းနိုင်ငံဆိုင်ရာမြန်မာတမ်းမတ်ကြီးချင်းစွေကိုလူသမားဝင်ကြီးဖြင့်ပြောင်းလဲခန့်ရပြီးတဲ့နောက်ဘီဘားတို့လူသမားဆယ်လုံးမှုများကိုဖေဖော်ဝါရီလ14ရက်နေ့မှာစလို့ယာယီရဆိုင်ခဲ့ခြင်းဖြစ်ပါတယ်။လက်ရှိဂျပန်နိုင်ငံတို့ဂျွမ်းကျင်လူသမားများရုရှားနိုင်ငံတို့ဂျွမ်းကျင်လူသမားများနဲ့လာအိုနိုင်ငံတို့ဂျီတူဂျီလူသမားများကိုလူသမားဝင်ကြီးကိုယ်တိုင်စစ်စစ်ပြီးတော့ထောက်ခွာခွင့်ပြုကြောင်းဒိုယာမှာအခြေခံလူသမားများကိုတော့ OWIC ကထုတ်ပေးခြင်းနဲ့ဘီဘားထောက်ခွာခွင့်များအလုံးယာယီရဆိုင်ထားကြောင်းသိရပါတယ်။နေပြီးတော့မှဖေဖော်ဝါရီလ17ရက်နေ့ကပြုလုပ်ခဲ့တဲ့စကောင်းစီစည်းဝေးမှာ ဒီဘားရောက်လုံသားများထပ်မှခေါင်းယူရရှိတဲ့နိုင်ငံခြားငွေဟာလည်းရာထင်းတလောက်မရကြောင်းပြောဆိုခဲ့ပါတယ်။ဒါပြင်ဇန်နဝါရီလ16ရက်နေ့ကနေပြီးတော့မှပြုလုပ်တဲ့စကောင်းစီဈေးဝယ်မှာမင်းအောင်လင်းကမြန်မာနိုင်ငံရဲ့လူဦးရေအနေနဲ့ကြာဆင်းသွားကြောင်းလူဦးရေကြာဆင်းရခြင်းမှာအကြောင်းမျိုးမျိုးနဲ့ပြည်ပနိုင်ငံများသို့ထွက်ခွာသူများပြားလာခြင်းအကြောင်းမျိုးမျိုးကြောင့်တည်ဆုံသူများရှိခြင်းနဲ့မွေးဖွားနှုန်းကြာဆင်းခြင်းတို့ကြောင့်ဖြစ်ကြောင်းလူဦးရေကြာဆင်းမှုနဲ့တူပြည်တွင်းလူသားများအားလည်းရှားပါးလာနေကြောင်းထုတ်ပေါ်ပြောဆိုခဲ့ပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့စေကောင်းဆောင်နဲ့ဘယ်လာရုနိုင်ငံတမရတို့က နိုင်ငံကဆန်ရှဲများကိုဂယုံမဆိုင်ပဲတူတူကပူပေါင်းကြော်လာမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။စေကောင်းဆောင်ချမ်းဖက်မင်းအောင်လိုင်နဲ့ဘယ်လာရုသမ္မတလူကာရှန်ကိုတို့က၎င်းတို့ဟာတန်ခတ်ချမှတ်ထားတဲ့နိုင်ငံကရဲ့အရေးယူပေးဆိုမှုဆန်ရှင်တွေကိုဂယုံမဆိုင်ပဲအတူတကွပူပေါင်းကြော်လာသွားမယ်လို့ထုတ်ပေါ်ပြောဆိုခဲ့တယ်လို့အချမ်းမဲ့စကောင်းစီရဲ့ဝါဒပြန်သတင်းစာတွေမှာဖော်ပြထားပါတယ်။ရုရှားနိုင်ငံမှာတဆင့်အာနာရှင်ဘယ်လာရုနိုင်ငံတို့တွားရောက်ခဲ့တဲ့အချမ်းဖက်အာနာတင်စေကောင်းဆောင်မင်းအောင်လိုင်ဟာအဆိုပါနိုင်ငံရဲ့သမ္မတနဲ့တူယမန်နေ့မတ်လ9ရက်နေ့ကတည်တံတွဲဆောင်ခဲ့ပြီးတော့ ။တရင်စာရှယ်လင်းပွဲပြုလုပ်ခဲ့ရမှာထိုကဲ့သို့ထဲသွင်းပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။ဆန်ရှင်လုပ်ပြီးတော့ဖိအားပေးတယ်ဆိုတာမျိုးကဘယ်တော့မှအောင်မြင်မှာမဟုတ်ဘူး။ပရိပခတာပုံမှုကြီးမားလာစေမှာဖြစ်ပါတယ်။ကျွန်တော်တို့ကပူပေါင်းပြီးဒါကိုရင်ဆိုင်ကြော်လာတော့ပါမယ်လို့စကောင်းဆောင်ကပြောဆိုပါတယ်။ဒါပြင်ရေရူပိတ်ဆို့မှုဆန်ရှင်များနဲ့ပတ်သက်လို့ချိန်ဆမှုမရှိတဲ့ဆော့ဝဲဆိုတဲ့စကားလုံးအားအသုံးပြုကဇဝဲများကအင်အားစုစည်းမှုကိုပုံမှုရရှိပြီးပြန်ဆိုင်မှုတွေပြင်ထန်လာစေမှာကိုလည်းသတိပြုစေလိုတယ်လို့၎င်းကဆိုပါတယ်။မြန်မာနိုင်ငံမှာဆေးရနာတင်ပြီးတဲ့နောက်စကောင်းဆောင်များ စကောင်းစီဖွဲ့ဝင်များနဲ့၎င်းတို့ရဲ့အပေါင်းပါတစုကိုဇေယျဆုံမှုအပါဝင်လူမျိုးတုံးတပြတ်မှုနဲ့လူခွင့်ရေးချုပ်ပေါင်းမှုများစသည့်တို့ကြောင့်နိုင်ငံတကာကဆန့်ရှင်းနေချမှတ်ခဲ့ပါတယ်။ထို့တူဥရောပရဲ့နောက်ဆုံးအာဏာရှင်နိုင်ငံလို့သတ်မှတ်ခံထားရတဲ့ဘယ်လာရုနိုင်ငံဟာလည်း၎င်းနိုင်ငံရဲ့ပြီးခဲ့တဲ့2020ရွေးကောက်ပွဲမှာလက်ရှိသမ္မတလူကာရှန်ကောကအတူရောင်ပြုတ်လို့ပြီးတော့အာဏာစက်သိန်းကလူခွင့်ရေးများချုပ်ပေါက်ခဲ့ပါတယ်။အဆိုပါချင်းနေတဲ့ပြင်ယူကရိန်းကိုကျူးကျော်စေစတင်ခဲ့တဲ့ရုရှားနိုင်ငံကိုစေရေးကူညီများပေးအပ်ခဲ့တာကြောင့် ဘယ်လာရုနိုင်ငံကိုစကောင်းစီနေတူရေးယူပိတ်ဆို့မှုဆန့်ရှင်များကိုဥရောပနဲ့အမေရိကန်စားတဲ့နိုင်ငံတို့ကတည်တည်ချမှတ်ထားတယ်လို့သိရှိရပါတယ်။ဘယ်လာရုသမ္မတလူကာရှန်ကောကတော့နိုင်ငံတကာရဲ့ဆန့်ရှင်များကိုအခွင့်အလမ်းပြတ်တတ်မှတ်ထားပြီးဒီတူအနနိုင်ငံခြားပူပေါင်းရေးလုပ်ငန်းများကိုပုံမစည်းလုံးစွာဆောင်ရွက်ပါကဖိအားများကိုကြော်လာနိုင်မယ်လို့စကောင်းဆောင်နဲ့တူပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောဆိုခဲ့တယ်လို့သိရပါတယ်။ဒါပြင်အာနာဒင်းစကောင်းဆောင်ကိုကံကွက်မှုများပေါ်လေးလူချုပ်ပြီးနိုင်ငံနဲ့ပြည်သူလူထုအားအကြောင်းပြကခေါင်းမဲ့ထင်းတဲ့အရာများကိုအများဆုံးကောက်တဲ့ပေါ်ဆောင်ရွက်ရန်လဲ အာနာရှင်နိုင်ငံဘယ်လာရုသမ္မတကအကြံပြုတယ်လို့သိရှိရပါတယ်။အစွဲတော်အနေနဲ့အကောင့်ထဲပေါ်နေတဲ့အချိန်မှာတချို့လူတွေကမကြိုက်တဲ့လူတွေကတော့ရှေ့ကောင်းရှိမှာပါ။ဆန်ရှင်တွေကလည်းဖြစ်ကောင်းဖြစ်လာနိုင်တယ်လို့ကျွန်တော်တို့မှရှိတဲ့ဆန်ရှင်တွေကလည်းထပ်ပြီးတော့ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်လို့ဘယ်လာရုသမ္မတလူကရှန်ကောကဆိုပါတယ်။လက်ရှိမှာ၎င်းတို့ကိုဥရောပသမ္မတကအမေရိကန်၊ဖြိတိန်၊ဩစတြေးလျ၊ကနေဒါနဲ့ဂျပန်စတဲ့နိုင်ငံတို့ကဆန်ရှင်များချမှတ်ထားပြီးလူပုဂ္ဂိုလ်များ၊ဇီဝိုင်းလုပ်ငန်းများ၊ပြည်ပခေးသွားလာခွင့်၊ဘဏ်ကောက်များ လက်နက်တင်ပို့မှုတွေနဲ့တရားစတာဝယ်ယူမှုတွေကိုပိတ်ပင်ထားမိထားတယ်လို့သိရပါတယ်။နောက်ထပ်ထပ်တင်ဆက်ပေးခြင်းနဲ့တရင်ကတော့တန်တောင်ချင်းမျိုးနယ်မှာရှိတဲ့စကောင်းစီတက်ရဲ့တပင်းညုံစကန်းကို GNL နဲ့ PD ရဲ့ပူပေါင်းတပ်များကတိုက်ခိုက်သိမ်းပိုက်မှုစစ်သားဆဲဦးကျော်တေဆုံးပြီးလက်နက်ခဲယမ်းများအများအပြားတင်ဆက်ရရှိကောင်းစကောင်းစီတပုတ်ဝင်း20ဝန်းကျင်စကန်းဆုံးကွာထွက်ပြေးတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။ GNB နဲ့တန်တောင်ချင်းမျိုးနယ်မှာရှိတဲ့စကောင်းစီတက်ရဲ့တပင်းညုံစကန်းကို GNL နဲ့ PD ရဲ့ပူပေါင်းတပ်များကတိုက်ခိုက်မှုမှာ စတားဆယ်ဦးကျော်တေဆုံးပြီးလက်နက်ခဲယံများအများပြားတင်းဆက်ရရှိတယ်လို့ KNU ကတရားဝင်ပြောဆိုပါတယ်။အဆိုပါတပင်းညွန့်စစ်တပ်စခန်းကိုမရှိလခွန်နေနဲ့မွန်လွယ်တနအီမှစတင်ကတိုက်ခိုက်ခဲ့ပြီးမရှိလရှေ့ရက်နေ့မှာတင်ပတ်ရရှိခဲ့ကြောင်းစခန်းတိုင်းတိုက်ပွဲတွင်စကောင်းစီတပ်ဖွဲ့ဝင်ဆယ်ဦးခန့်တေဆုံးပြီး20ကျော်စခန်းဆုံးခွာထွက်ပြေးခဲ့ကြောင်းအဆိုပါစကောင်းစီတပ်စခန်းကိုအလုံးစုံမိရှို့ဖျက်ဆီးလိုက်ကြောင်းသိရပါတယ်။မနေ့ကမနက်9:30မိနစ်မှာတပင်းညွန့်တပ်စခန်းကိုပိတ်တပ်တင်ပတ်ရရှိပါတယ်လို့ဗီဒိုကားကွယ်ရေးတက်မတော်ဆက်စင်ရင်နေမည်နှင့် စစင်ရေမှုရေဘော့တင်ဦးကဒီပြုပြောဆိုပါတယ်။လက်ရှိမှာကဲနလင်းနဲ့ PDF ပူပေါင်းတံများမှတပင်းညုံစကမ်းမှထော်ပြေးတင်းဆောင်သွားတဲ့စကောင်းစီတပွဲဝင်တွေကိုလိုက်လံရှင်းလင်းလျက်ရှိတယ်လို့သိရပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့ဒီတိတ်မျိုးနဲ့မှစစ်စီနဲ့ဇာရတွေတို့တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်စည်ရေးတင်းမာနေတယ်ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးကြပါတယ်။ချင်းပြီးနဲ့ဒီတိတ်မျိုးနဲ့မှချင်းလန်းကောင်းစီစစ်စီအဖွဲ့ဝင်ချင်းကားွယ်ရေပူပေါင်းတံနဲ့ဇိုမီတော်လန်ရေးတက်မတော်ဇာရတွေတို့တိုက်ပွဲဖြစ်ပွားပြီးနောက်စည်ရေးတင်းမာနေတယ်လို့ဒေသခံများထံကသိရပါတယ်။ ဒီတိမ်မြို့နယ်ဒုံဆန်ကျေးရွာမှာရှိတဲ့စစ်စီဖွဲ့ဝင်ပြည်သူ့ကားကွယ်ရေးတပ်ဒီတိမ်တပ်စခန်းကိုမတ်လ9ရက်နေ့ညနေပိုင်းမှာစတင်ကစားရတွေကအင်အားလုံးရင်းနဲ့ထိုးစစ်ဆင်တိုက်ခတ်ခဲ့ပြီးနေရစက်တိုက်တိုက်ပွဲတွေပြင်းထန်ကစီရီတင်းမာနေခြင်းဖြစ်ပါတယ်။အခုဒုံဆန်ရွာကစခန်းမှာစစ်စီဘက်ကကားတွေနဲ့အင်အားတွေဖြစ်တင်းနေတယ်။စားရတွေဘက်ကလည်းအင်အားအများပြားနဲ့ရှိနေကြတယ်။တိုက်ပွဲကဘယ်နေ့ပြန်ဖြစ်ကြမလဲဆိုတာမသိသေးဘူး။နှစ်ဖက်အချင်းတွေစောင့်ကြည့်နေကြပြီးစီရီတင်းမာနေတဲ့သဘောမျိုးပါလို့ဒီတိတ်မျိုးနဲ့ဒေသခံမျိုးသားတအူးကဆိုပါတယ်။ ဒါပြင်ယမန်နဲ့မက်ရှလာခုနှစ်နှစ်ကလည်းစစ်စီဖွဲ့ဝင်ပူပေါင်းတပ်များအင်အားဖြည့်တင်းရန်လာရောက်တဲ့လမ်းတစ်လျှောက်မှာမိုင်းပေါက်ကွဲတံတနက်ပစ်ခတ်တံများဆက်မပြတ်ကြားရတယ်လို့ဆိုပါတယ်။မနေ့ကလည်းအင်အားဖြည့်ဖို့လာတဲ့စစ်စီကားတွေမိုင်းဆွဲခံရတာလားတိုက်ခိုက်ခံရတာလားမသိဘူး။အဝေးကနေမိုင်းတပ်တွေတနက်တပ်တွေကျွန်တော်တို့ကြားနေရတယ်။ဒီနေ့နဲ့မနေ့ကတော့စခန်းမှာပစ်ခတ်တံတွေမကြားရသေးဘူး။လော်လော့ဆယ်ငိန်နေတဲ့အခြေအနေမျိုးမှာရှိနေပါသေးတယ်လို့တိတိမျိုးနဲ့ဒေသခံမျိုးသားတအူးကဆိုပါတယ်။မက်ရှလာ9ရက်နဲ့6ရက်နေ့ကဖြစ်ပွားတဲ့ဒုံးဆန့်ကြီးဝါတိုက်ပွဲမှာ စစ်စင်းနဲ့ဇာရီတို့နှစ်ဖက်ရဲဘော်တွေထိခိုက်ကြဆုံးမှုရှိတယ်လို့သိရပါတယ်။ဒီတိုင်မျိုးဒုံဆန်ဂျေးဝါတိုက်ပွဲချင်းနေတဲ့ပတ်သက်ပြီးအသေးစိတ်သိရှိရန်စီရန်နေပြောခွင့်ရဇာတိုင်းတက်နေကိုဆက်သွယ်ပေးမယ်ဆက်သွယ်လို့မရရှိသေးပါဘူး။ဒါပြင်ပေးခဲ့တဲ့ဖေဖော်ဝါရီလဆန်းရနေ့မှာလည်းဒီတိုင်မျိုးနဲ့ဓာမွဲဂျေးဝါမှာရှိတဲ့ BDA ဒီတိုင်ရဲ့ကာကင်းစကန်ငယ်တခုကိုဇာရီကအင်အားလုံးကြီးနဲ့ဝန်ရောက်တိုက်ခတ်ခဲ့ပြီးဖေဖော်ဝါရီ15ရက်နေ့ကလည်းဒုံဆန်မျိုးနဲ့တွေ့ခင်းဂျေးဝါမှာဇာရီနဲ့စစ်စီဖွဲ့ဝင်စီဒီရဲ့ဒုံဆန်တို့တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။နောက်ထပ်ထပ်တင်ဆက်ပေးခြင်းတဲ့တင်ကတော့ ပေါင်းတဲ့မြို့နယ်မတိုင်နယ်မြေရဲစခန်းမှာလိုင်းချေတောင်းပြန်လာတဲ့ရဲတက်ချက်ဒိန်လွင်ကိုစောင်းကြိုတိုက်ခိုက်မှုမှာထွက်ပြေးလွတ်မြောက်သွားပြီးဆိုင်ကလက်ပြဘုံနဲ့ခဲယမ်းများဒင်းဆက်ရရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ပဲခူးတိုင်းပေါင်းတဲ့မြို့နယ်မတိုင်နယ်မြေရဲစခန်းမှာလိုင်းချေတောင်းပြန်လာတဲ့ရဲတက်ချက်ဒိန်လွင်ကိုစောင်းကြိုတိုက်ခိုက်ရမှာတမတိပဲထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး၎င်းရဲ့ဆိုင်ကလက်ပြဘုံနဲ့ခဲယမ်းများကိုဒင်းဆက်ရရှိခဲ့တယ်လို့ BKN ပြည်သူ့ကားခွေရေးတက်မတော်3600တက်ရင်ရဲ့စိတ်ထောက်လိုင်းရဲ့သတင်းပြောက်ကြားရေးတာဝန်ခံရှဲတို့ကပြောဆိုပါတယ်။ မချလာရှိရနေ့မွန်လွယ်3:30မိနစ်ခန့်အချိန်မှာပဲခူးတိုင်း PKI ပေါင်းတဲ့မျိုးနဲ့ဒဲမဲရွာနယ်ဂုံသားရွာကြားမှာနေရင်းရဲတက်ချက်တိုင်းလွင်ကို PKI ပြည်သူ့ကားဝေးတက်မတော်3600 BPDF တက်ရင်တခွဲငားမှာရဲဘော်များကစောင်းချိုတက်ခတ်ခဲ့ကြအောင်နေရင်းတက်ချက်တိုင်းလွင်ဟာပြည်သူ့ကားဝေးတပ်ဖွဲ့ဝင်ရဲဘော်များကိုအဝေးမှကျုံမြင်ပြီးဇိုင်းကဲကိုရထားပြီးတော့ထွက်ပြေးသွားခဲ့ကြအောင်တော်လိုင်းရဲဘော်များကဖြစ်ခဲ့တက်ခတ်ခဲ့ပေမဲ့ရဲတက်ချက်တိုင်းလွင်ဟာဆဲပေါင်းအတွင်းခုံစင်းကတမ်းမတိပဲထွက်ပြေးလို့မြောက်သွားခဲ့ကြအောင်သိရပါတယ် သုံးနောက်ရဲတက်ချက်ဒိန်လွင်ထားမှ၎င်းရဲ့ဆိုင်ကယ်တစ်စီးလက်ဖြစ်ပုံ၃လုံးချီမိုးစုံ၆တောင်းလက်ထိတ်တစ်စုံငွေသားတသိန်း၃၀၀ချက်ဆိုင်ကယ်လိုင်စင်ဆောင်ရဲဝင်နကဆိုင်ကယ်ရမောင်းလိုင်စင်နဲ့အတူဇာရွက်စာတန်တချို့ကိုတင်ဆက်ရယူနိုင်ခဲ့တယ်လို့သိရပါတယ်အဆိုပါနေရင်ရဲတက်ချက်ဒိန်လွင်ဟာမတိုင်နေမီရဲစကန်အပိုင်တို့မှရှိတဲ့ဂျေဝါအုပ်စုနေပြည်သူများထက်မှအာရမစစ်သားစုဆောင်ခြင်းငွေချေချမ်းသာသူများကိုဖမ်းဆီးချုံနှောင်ပြီးငွေညစ်ခြင်းနဲ့၎င်းရဲ့ညံမှန်နှိမ့်ဆက်ဖမ်းဆီးမှုတွေကြောင့်တည်ဆုံးသူများရှိတဲ့အပြင်ထောင်ချသူများလည်းရှိခဲ့တယ်လို့သိရပါတယ် ဒါကြောင့်အချမ်းဘတ်စကောင်းစီတပတ်ဝင်စစ်သားများရဲများပြစ်စောတိများအနေနဲ့အချမ်းဘတ်မှုအများကိုအများဆုံးရပ်တန့်ပြီးပြည်သူနဲ့အများဆုံးဖူပေါင်းကပြည်သူ့ကားကွယ်ရေးတပ်ဖွဲ့များထံသို့လေဝင်ရောက်ကြရန်ဒုံတော်601စစ်ထောက်လမ်းရင်းနဲ့တရင်ပြန့်ချာရေးတာဝန်ခံရဲဘော်ရှယ်တို့ကတိုက်တွန်းပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းနဲ့တရင်ကတော့တောင်ခမ်းနဲ့ဗန်ပွေဂန်ကော့ရွာနင်းမှာတိုက်ပွဲတွေဆက်ဖြစ်နေတဲ့ဆိုတဲ့တရင်ကိုတင်ဆက်ပေးကြပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့နယ်မှာအမြောက်တပ်များရှိတဲ့တောင်ခမ်းရွာနဲ့ပြုံးလင်းမြို့နယ်အဆက်ဗန်ပွေနဲ့ဂန်ကော့ရွာနင်းမှာလည်းတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ မြေမာရှိတဲ့ဒေါ်လိုင်းရဲဘော်တအူကပြောဆိုပါတယ်။တိုက်ပွဲကတော့ဆက်ဖြစ်နေပါတယ်။နေစဉ်လိုလိုပဲ။ကျွန်တော်တို့တောင်ခမ်းမှာမှမဟုတ်ပါဘူး။ပြင်းဦးလွင်နဲ့နောင်ချိုကြားမှာရှိတဲ့ဗန်ပွေးနဲ့ခန်းကောမှာလည်းဆက်လက်ဖြစ်နေတဲ့အနေထားပါလို့ဆိုပါရဲဘော်ကပြောပါတယ်။ဒါပြင်အမြောက်တပ်များရှိတဲ့တောင်ခမ်းကြီးဝမှာဒေါ်လိုင်းရဲပူပေါင်းတပ်များကဆုတ်ခွာပေးရခြင်းမရှိသေးဘဲနဲ့ဝိုင်းဝန်းပေးဆိုထားတယ်လို့ဆိုပါရဲဘော်ကယမန်နေ့မှရှိလာရှေ့ရက်နေ့မှာပြောပါတယ်။တောင်ခမ်းရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့အရန်ကြီးစိုးရင်ရတဲ့အခြေအနေတော့ရှိမနေဘူး။ လောလောဆယ်တော့စကားဆလုံးပြီးဘက်ကပဲမိမောင်းထိုးပြီးတော့ရန်ရေးနေတာရှိတယ်။အခြေအနေဆိုးဆိုးဝါးဝါဖြစ်တာမျိုးတော့မရှိပါဘူး။လောလောဆယ်ကရင်ကလည်းကျွန်တော်တို့ကိုလုံးဆုံးသိမ့်ပိုက်ထိ ंछ ုပ်ထားတာမျိုးမဟုတ်ဘူးလေ။တဏ္ဍတက်ကိုဝင်းရံပိတ်ဆို့ထားတာမျိုးပဲဖြစ်တာပေါ့။အခုကတော့တဏ္ဍတက်ရဲ့လမ်းကြောကိုပြန်ပွင့်ပေးလိုက်တာမျိုးပဲရှိသေးတယ်လို့၎င်းကပြောပါလိမ့်။နောင်ချုံမျိုးနဲ့မိုင်းနဲ့စကန်ကွာဝေးတဲ့စကောင်းစီရဲ့မြောက်စကန်ကုတ်ကဲမှုဌာနချုပ်ရှိရာတောင်ခမ်းကြီးဝါမှာဒိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးဒေါအောင်တက်မတော်တင်းနယ်လေးဒနုပြည်သူလုံမြောက်ရေးအတက် DPL နဲ့ပူပေါင်းတပ်များကတိုက်ခိုက်နေခြင်းဖြစ်တယ်လို့ဆိုပါတယ်။ ။နောင်ကျုံမျိုးရဲ့တောင်ပတ်ဒေါတာဝရီမြေကူတရအနောက်ဘက်မှာရှိတဲ့တောင်ကန်းချေဝမှာမြောက်စကန်ကုတ်ကဲမှုဌာနချုပ်မဆခ900ရာနှစ်နဲ့အစိုးပါလောက်ခန့်မြောက်တဲ့ရင်၃ရင်ဖြစ်တဲ့အာမတ၃ကလေးအာမတ206နဲ့အာမတ406တို့တရှိပါတယ်။မဆခ900ရာနှစ်ဟာရှေးမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရမခနယ်မြေတွင်တကူတဲသောအမြောက်တက်ကုတ်ကဲမှုဌာနချုပ်ဖြစ်ပြီးတော့၎င်းရဲ့လောက်မှာမြောက်တဲ့ရင်73ရင်ရှိပါတယ်။ဒီနယ်လေးပူပေါင်းတက်ကအာမတ406နဲ့အာမတ206တို့ကို2024ဩဂတ်လ26ရက်နေ့မှာတင်ပိုင်နိုင်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ တိုက်ပွဲများပြင်းထန်နေတဲ့အမြောက်စကန်းခုခဲမှုဌာနချုပ်မဆက်က900နှစ်နဲ့အာမတ်တ354တို့အားဝန်ရံပိတ်ဆို့ထားရမှာလမ်းကြောင်းတစ်ခုကိုဖွင့်ဟပေးထားရတဲ့အနေထားလို့ဆိုပါရဲဘော်ကပြောပါတယ်။ဘယင်းတော့ကတန်းတစ်ခုလုံးကိုဝန်ရံပိတ်ဆို့ထားတဲ့အနေထားပေါ့။အခုတော့အဲဒီတန်းတဲ့တက်ကဟိုဘက်ဒီဘက်ကူးသွားလို့ရတဲ့အနေထားပဲရှိပါသေးတယ်လို့၎င်းကဆိုပါတယ်။တို့တော့တော်လိုက်တဲ့ဘွယ်များကအပေးဆုတ်ခွာရတဲ့ပုံမျိုးမဟုတ်ဘူးလို့ဆိုပါတယ်။တောင်ခံတဲ့မိကလည်းကြဲကြီးပဲလေ။အရင်တော့နဲ့အခုနဲ့မတူတာကအရင်တော့ကတက်တဲ့ဝန်ပတ်ပေးဆုတ်ထားတယ်ပေါ့ အကူကတော့တတတန်းနဲ့တတက်ကူးသွားလို့ရတဲ့အနေထားပါအဒီကကစကောင်းစီလော်ဘီဝါဒဖြန့်နေရေးသားနေတာမျိုးကတော့ပို့ပြီးတော့ကြဲကြဲလောင်လောင်နေတွေးနေရတာဘောလို့၎င်းကဆိုပါတယ်စကောင်းစီရဲ့ဝါဒဖြန့် channel များမှာတောင်ခံခြေဝါမှာဒေါ်လာရင်းတက်များဆုတ်ခွာပေးရပြီးထိနာနေကြောင်းခြေဝါတချို့ကိုလည်းပြန်လဲသိမ့်ပိုက်ထားကြောင်းရေးသားနေကြပါတယ်ရွာတွေကိုထိန်းချုပ်တာမျိုးတွေတော့မရှိပါဘူးရွာတွေမှာလည်းဒါကတိုက်ပွဲနဲ့ရွာတွေနဲ့ကအရန်တနတ်တက်ချာမှာဖြစ်နေတော့ရွာတွေကိုထိန်းချုပ်ဖို့အတွက်သူတို့အတွက်လည်းမဖြစ်နိုင်ပါဘူးလို့ဆိုပါတယ်ဒါပြင်ပြုံးလွင့်မျိုးနဲ့ဆက် ဗန်ပွင်းနဲ့ခံခေါ်ခြေဝအနီးမှာလည်းတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့သိပေးပါတယ်။ဘီယုံလင်းနဲ့နောင်ချိုချားမှာရှိတဲ့ခံခေါ်နဲ့ဗန်ပွဲတို့အရိဘတ်မှာလည်းတိုက်ပွဲတွေဖြစ်တာတွေရှိပါတယ်။ဒီရက်တွေမှာမှမဟုတ်ဘူးထောက်လျှောက်ပါပဲ။ပုံမှန်အနေထားလို့တောင်ပြောလို့ရတယ်။လာတိုင်းလာတိုင်းအမြဲတမ်းဖြစ်နေကြဘောလို့တော်လိုင်းရဲဘော်ကဆိုပါတယ်။ဘီယုံလင်းမျိုးနဲ့ဝဲဝွန်ခြေဝမှာထိုင်ချတဆွဲထားတဲ့စကောင်းစီတကတောင်တမတော်တန်းလေးတင်ပိုက်ထားတဲ့နောင်ချိုမျိုးနဲ့တွင်2024အောက်တိုဘာ22ရက်နေ့ကစစ်ကြောင်းထိုးဝေယောင်းလာပြီးတဲ့နောက် ဒီနယ်လေးဦးဆောင်တဲ့တော်လိုင်းအတများရှိရာဂန်ခေါ်ရွာတို့ရောက်ရှိလာတဲ့ကြောင့်တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။လူလူနဲ့နဲ့လည်းရန်ကြီးတော့မစိုးရင်ကြပါနဲ့။ကျွန်တော်တို့လည်းလူလူဘက်ကိုရောကာကွယ်ပေးသွားမှာပါ။နောက်တစ်ခုကတော့လေရင်အန်နဲ့နဲ့ပတ်သက်ပြီးလူလူနဲ့နဲ့တတိထားပြီးတော့ဘေကင်းလုံးကြုံစွာနေကြဖို့ပါပဲ။နောက်တစ်ခုကအဓိကကတော့ဘီသူလူလူနဲ့နဲ့ရန်ကြီးမကြောက်ကြဖို့ဇကားဆရဲ့တရင်ပြန့်နှံ့မှုနဲ့ပတ်သက်ပြီးတော့နားမယောင်ကြဖို့အဓိကကတော့ကျွန်တော်တို့လည်းဘီသူလူလူတို့ကတန်းနိုင်ဆုံးခူးခံပေးသွားမှာပါလို့တောင်ခန်းစင်းမြေပြင်မှာရှိတဲ့တော်လိုင်းရဲဘော်တအူးကပြောပြပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။ အခုလို့ဆုံးနေနားဆင်ခဲ့တဲ့တရင်ပတ်သက်များကိုကျေးဇူးထူးပဲတင်ရှိပါတယ်။နောက်ထပ်ဗီဒီယိုပါတရင်ဒေါ်လိုင်းရေးပတ်တော်သားများရဲ့တရင်များနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ။